လူတွေကနေလို့ရင်မမြင်နိုင်ကြတော့ဘူးအထူးတဖြစ်တော့ကိုယ့်ရဲ့ဘေးနားကလူတွေရဲ့တံပိုးပေါ့ကိုယ့်ရဲ့အပေါ်အမြဲကောင်းတဲ့သူကိုကြာလာတဲ့အခါမှာတာမန်ဖြစ်စဉ်တစ်ခုလို့အရေးမကြီးသလိုသဘောထားမိကြပါရဲ့ဒါတွေကသူ့ရဲ့စေတနာကိုစော်ကားခြင်းတစ်မျိုးပါပဲတံပိုးကိုနားမလဲဘူးရင်ဖွင့်တိုင်းနားထောင်ပြီးတဲ့သူ့ရဲ့တံပိုးကိုခက်ခဲနေတဲ့အခါတိုင်းကိုကြီးပေးတတ်တဲ့သူ့ရဲ့တံပိုးဒါရီယိုလစ်လျူရှူမိပါရီဒါဟာနေကလုံးလုံးမမြင်တာလွယ်လွယ်လေးရနေလို့ပေါ်သွားတာလို့ပဲထင်ပါရီ ကြောင့်ပဲလူတွေဟာကိုယ့်ရဲ့အပေါ်နှစ်များစွာတိုင်ကောင်းပေးခဲ့တဲ့သူတွေကိုပြစ်ပြီးမနေ့တနေ့မှတွေးတဲ့လူတယောက်စီကိုပါတွားတကြပါရီကိုရိုင်းဟာရောအဲ့လိုမျိုးလူမျိုးဖြစ်နေပြီလားကိုစာပို့တဲ့အခါတိုင်း reply တန်းပြန်ပေးတာသူ့အတွက်အရေးကြီးလို့မဟုတ်ဘူးကိုပုံအလီနဲ့ထားတဲ့စိတ်ရှိလို့တန်မိုးထားလို့ပဲကိုရှိန်းနဲ့အခါတိုင်းမှာအမြဲတမ်းလာပြီးတော့တွေးပေးတာသူ့အမြဲတမ်းအားနေလို့မဟုတ်ဘူးသူ့ရဲ့လှုပ်ရှားတဲ့ချို့ကိုဖျက်ထားခဲ့ရတာလေးဖြစ်မှာပဲကိုလိုအပ်တဲ့အခါတိုင်းကူညီပေးနေရဟာသူကတိတ်ပြီးတော့အဆင်ပြေနေလို့မဟုတ်ဘူးကိုကိုအဆင်ပြေစီရှင်တာ ကိုပြောသမျှတိုင်းနားထောင်ပေးနေရဟာတူမပြောစရာမရှိလို့မဟုတ်ဘူးကိုရဲ့မပြေဝမှုတွေကိုတီးခန့်ပေးနေရဟာနှုံအလို့မဟုတ်ဘူးဆုံရှုံသွားတဲ့အခါကျမှတန်ဖိုးကိုနားနေရဲသူမဖြစ်စေနဲ့ကိုသိရှိပြီးတော့နားနေနေရဲ့အချိန်ဆိုရင်သူတို့ဟာတင့်ရဲ့ဘေးနားမှာရှိနေတော့မှမဟုတ်ဘူးကို့အတွက်အဖိုးတန်တဲ့အရာတွေဟာကိုရဲ့ဘေးနားမှာပဲရှိနေတတ်ပါလိမ့်ကို့ဘော်ကောင်းပြီးရဲ့သူနှွေးထွေးရဲ့သူတွေဆိုတန်မိုးထားပြီးတော့စစ်စမ်းမှာအဲ့လိုမျိုးလူတွေဟာဘဝမှာများများဆဆမတွေ့ရတတ်ပါဘူး